ိုနားမှာဟိုတဲမူကမက်ဆီကိုက်သွားပြန်ပြီဒီဟိုနားမှာဂုံဂုံကြီးဒီနားမှာပလက်ကြီးနဲ့ကြည်လိုက်တဲမူလေးဒါပေမဲ့လိုက်ပြချင်ပါကြီးကအဲ့ဒီတက်မှာဘွဲရထားတဲ့လူပေါင်းကဟဲ့လို့အများကြီးဘုတ်တွေဘုတ်တွေနဲ့အများကြီးဟာဒီတက်မျိုးကတကယ်ဖိုက်တာကြီးတွေပေါ့နော် မင်္ဂလာပါကျွန်တော်ပြည်သူအမတ်ငါတို့တန်စီစီကနေပြန်ပြီးတော့ကြိုးဆိုပါတယ်ဟိုမင်္ဂလာပါမင်္ဂလာပါဟုတ်လေမင်္ဂလာဟုတ်မင်္ဂလာပါလေညမင်္ဂလာပါလေညလို့လေမနေရပျော်ပျော်ပြီးွားဟိကွန်မန့်နေဝင်ပါတော့မင်္ဂလာပါလေညနေတယ်မင်္ဂလာပါလေမဟုတ်တကယ်လေကျွန်တော်တို့ကပါပြန်ပြီးမင်္ဂလာပါလို့ထည့်ရေးလိုက်မယ်တဲ့အောက်ကလေမင်္ဂလာသတင်းညလို့ပါဟောနော်ခုဒါနေပြီးတော့အီလာလေတက် အာဟိုပါလေ့ကျင့်ပြစ်ခတ်လေ့ကျင့်ပြစ်ခတ်လေ့ကျင့်ခွင်လေ့ကျင့်ခွင်ဖြစ်နေတာကျွန်တော်တက်ဖွဲ့တွေအီလာလေးတက်ကိုဆော်တာကျွန်တော်လည်းလိုက်ရှာအကျဉ်းကြီးတွေများတော့မမှတ်မိတော့ဘူးအဲပြီးရင်လေတက်စကန်နေကိုဆော်တာခုနောက်ပိုင်းဆိုရင်ဟိုခက်စိတ်စိတ်ပုံစံမျိုးဖြစ်လာပေါ့သူကသူတခြားဘာပဲဖြစ်နေဖြစ်နေဒီလေတက်စကန်ကိုဆော်ကိုဆော်ရမယ်ဆိုရင်စိတ်နေများသွားချနေလားမသိဘူးပေါ့နော်အဲနေပြီးတော့လို့နေရာမျိုးကိုသွားသွားတွေ့နိုင်တယ်ပေါ့နော် ပြီးတော့ဒါရှေ့မှာဆိုလည်းတောင်ကူလေတက်လို့ဟာမျိုးတွေလည်းရှိတယ် အဲကြတော့အဲတော်တော်ဒါအားရစရာကောင်းတဲ့ဟာမျိုးပေါ့နော်အဲ့မှာ၃လုံး꿰တယ်ပေါ့၃လုံး꿰တယ်အဲထပ်ပြီးတော့စုံစမ်းကြည့်ရခါမှာဒါဆိုင်နေဝင်လိုက်စုံစမ်းတော့ကြတော့နောက်ထပ်၅လုံးသူကအထက်ကပြောတဲ့စကားရပေါ့နော်အဲ၅လုံးကိုဒါမပြည့်ရသေးပဲနဲ့သူတို့တွေ့တယ်ဆိုပြီးတော့လေပြောတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အဲဥစ္စာကသူတို့ဘက်ကသူတို့အကွက်စင်တာလားလေမပြောတတ်ဘူးပေါ့နော်အဲဒါဒါဒီလိုမျိုးတွေ ဒါကြောင့်ထောင်းခံနေရတာဟုတ်ကွာထောင်းခံနေရကြသူတို့စီမှာဖန်စီရမိပေါ့အဲဖန်စီရမိပေါ့တရားမလားလုံးဝလူတော့မမိလိုက်ဘူးအဲဒါဟိုဆက်ကစားလုပ်တဲ့ပုံစံနဲ့ပိုင်ရှင်မဲ့အဲကြောက်ကြောက်နေတာအဲ့ဒါရှင်မဲ့ကွာသုံးလုံးပြင်းခံပြီဆိုတဲ့ချိန်မှာသူတို့တဲတန်လိုက်တယ်ပေါ့လိုက်တဲ့ချိန်မှာနောက်ထပ်၅လုံးအချိန်မီတားစီနိုင်ခဲ့တယ်အဲသိစီနိုင်ခဲ့တယ်ဆိုတော့ပုံစံမျိုးလုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့အဖွဲဒီဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်အဲ့လိုထင်တယ်အဲဘာလို့လဲဆိုတော့ ဒီ၃လုံးတော့မှပြစ်ပြီးသွားရဲ့အချိန်မှာဒီ၅လုံးကပြစ်လို့မထွက်တာမျိုးပဲဖြစ်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 မယ်ပေါ့နော်အဲ့လိုကြံခဲ့တယ်ဆိုရင်တော့အဲ့လိုဟာမျိုးဖြစ်မယ်အဲ့လိုမှမဟုတ်အကောင်းတိုင်းဆိုတော့ပြစ်နိုင်လို့ထင်တယ်ရောက်ဖွဲ့တယ်ကျုံးပါပဲပြီးရဲ့အဲ့လိုလေအချိန်အရင်ဆွဲပြီးတော့ဟို၃လုံးပြစ်လိုက်ဒီ၅လုံးတောင်းမှပြစ်လိုက်ဆိုတဲ့ပုံစံမျိုးလဲလုံးဝမဟုတ်ဘူးတပြိုင်တည်းစော်မှာပဲပေါ့နော်အဲ့အချိန်မှာဒါဒီသူတို့အတွင်းထဲကပြောရတဲ့ဟာကြတော့သူက၅လုံးတွေ့တယ်ပေါ့အဲ့ကြောင့်ထက်ကောင်တွေကဟာတော်တယ်ဘာညာလုံးပါဘူးအဲ့အဲ့လိုပုံစံမျိုးတော့တွေ့တယ် ဒါပေမဲ့ဒါတကယ်အားရကြကောင်းတယ်ပေါ့နော်ဒီဒီဖြစ်စရာလေဟုတ်တယ်အဲ့ဒါ तू ကဟိုဟောညီလေးပြောဆိုလဲသွားစဉ်းစားမိတယ် तू ကဟိုအမြဲတမ်းဟိုဟာမဖြစ်နိုင်တော့ဘူးလေအမြဲအမြဲတမ်းမမီမမီပြစ်ပြီးတော့မှရေကန်တယ်တော့ကိုလူသူတို့လာရှာရင်မှာကိုလူတွေကအေးစေးပြန်ပြီးတော့မှစခန်းပြန်ရလို့နှစ်တောင်နှက်နေပြီဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ပြီးရင်လီတက်စခန်းတွေရတယ်သူအမြဲတမ်းပြောလို့ပဲလေ့ကျင့်လေကျင်ကွင်းနေဖြစ်လေကျင်ကွင်းနေလေလေကျင်ကွင်းနေဖြစ်နေတဲ့အတွက်ဟိုအမြဲအမြဲတမ်းပြစ်ခတ်နိုင်တယ်ပေါ့နော်ဒီငါးလုံးကြံခဲ့တယ်ဆိုတာသွားပြီးတော့စဉ်းစားကြည့်တော့ လေးပြောလို့ဟိုဖြစ်နိုင်ကြီးပိုများတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခုထပ်ပြီးတော့မှာကွာဖြစ်တာသူတို့အဲ့ဒီဒီနေရာတွေကဒီနေရာဒီလေဒက်စကန်ထဏာကျူကြီးကိုဒီ short tight တုံးနေနဲ့ပြစ်တယ်ပြစ်လို့ရှိရင်ပြစ်နိုင်တဲ့နေရာတွေကိုလုံယုံကြီးတက်ယူထားရင်ပြစ်လို့မရတော့ဘူးအဲ့လိုတက်ယူနိုင်တဲ့အင်အားအခြေအနေကိုဒီကောင်းဒီမှာမရှိတော့ဘူးမရှိတော့ဘူးမရှိတော့အဲ့တော့ဟိုတချို့ကလည်းတမျိုးထင်အောင်မင်းတို့ကစစ်ကောင်စီကိုနီလန်းပေးနေတာလားဆိုတော့ तू ဟို သူကရှစ်တိုက်တဲ့လူတယောက်ကရှစ်ရှစ်ကြောင်းစဉ်းစားမယ်ဆိုရှင်သူ့ဘက်ကလည်းစဉ်းစားတယ်ကိုယ့်ဘက်ကလည်းစဉ်းစားတယ်သူကနှုံးနှစ်ဘက်စဉ်းစားမှသူဒီလိုလုပ်လိုက်ငါဘယ်လိုလုပ်ရမလဲဆိုတာကိုအဲသူကစဉ်းစားရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကရှစ်ကောင်စီကိုဟိုဟာဖြစ်တာမဟုတ်ဘူးဟိုကြံ့ညံပေးတာမဟုတ်ဘူးရှစ်ကောင်စီကဒါတွေမလုံးနိုင်တော့ဘူးဆိုတာဖြစ်နေတဲ့အရှိတရားကိုဖြစ်နေတဲ့အရှိတရားကိုပြောပြရည်ဒီကောင်တွေကိုရှက်အောင်လုပ်တာဟုတ်တယ်ပို့ပို့ပြီးတော့ရှက်ပြီးတော့မှဟိုဟာဖြစ်အောင်လုပ်လीအဲ့အမြဲတမ်းပြစ်ခတ်နေတဲ့ဟိုလက်ကျင်ကွင်းတပ်ဖွဲ့လည်းဖြစ်နေတယ် ဒီဟာအများနဲ့ပြစ်ခတ်ခံနေရတဲ့ပုံပဲလေလုံုံရင်းယူနိုင်တာမတွေ့ရတော့ဟုတ်တယ်အဲ့ဒါကြောင့်မလို့သူကအများနဲ့အထောင်းခံနေရတော့မင်းတို့ဒီတစ်ခါလာပြစ်လို့မမိရင်တော့မင်းတို့နာမယ်ပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ကိုယ့်အကိုတဲအိတ်တွေထမ်းသွားပြီးတော့မှဒီဟာသွားပြီးတော့ပုံပြီးတော့မှဟိုဟိုဟာကဗာလေကာဝက်ရှော်တန်ပိုက်လုံးကြီးယူပြီးတော့မှဆေးဆေးတုပ်ပြီးတော့မှကျွန်တော်တို့ထိပ်ဖူးကြီးခြုံပြီးတော့ကျွန်တော်တို့ဖန်တီးရမိပါတယ်ဆိုပြီးတော့မှ အပြန်ပြီးတော့တင်ပြတဲ့အနေအထားမျိုးဖြစ်နေမလားဆိုတော့တွေးလို့ရတာပေါ့နော်အဲတို့တရင်တော့ဆိုလို့ရှိရင်ဟိုခြေလင်းရတရင်မှုတွေကဒါအများတန်းဒီကိစ္စတွေအများတန်းလုပ်တယ်ပေါ့နော်အဲဒါဆိုဟိုသွားခြေတန်းထွက်မယ်ဆိုလို့ရှိရင်ခြေတန်းထွက်မယ်ဆိုရင်တနက်အပိုလေးတော့ဆောင်ဆောင်သွားတယ်အဲဆောင်သွားရဆိုတာဒီလိုပဲဘေးကတီးရကျွမ်းတဲ့ငင်းငင်းအဖွဲစည်းတွေပါတယ်ပေါ့နော်ဒီလိုမျိုးအဖွဲစည်းတွေနဲ့ချိတ်ဆက်ဒါမှမဟုတ်လို့ရှိရင်တချို့နေကြဘက်မှာဆိုလို့ရှိရင်တခြားနိုင်ငံနီးစပ်ရနိုင်ငံတွေပြီးတော့မှာ မီဂျိုမောင်းပြက်လေးတွေပေါ့အဲတနက်အစိုးလေးတလဲနှလဲလောက်တော့ဝယ်ထားဝယ်ထားပြီးတော့မှဟိုအတင်းလူကြီးတွေကအတင်းခိုင်းပြီးမင်းတို့ဒီထိရောက်အောင်သွားရမယ်အဲ့ဒီမှာသွားပြီးတော့မင်းချိတယ်အဲ့ဒီမှာသွားရှာကိုရှာမရရအောင်တိုက်ပွဲမဖြစ်ရင်ပြန်မလာနဲ့ဆိုရဲတက်မှမှုမျိုးကရှိသေးတာဟုတ်လေရှိတဲ့အခါကျတော့သူကကိုယ့်အကူတခါလေးမိုးဘောထောင်ဖောက်ပြီးတော့မှဘုံဘုံဆိုတက်မှတ်နဲ့နီးလို့ရှိရင်အတံပလန်တွေပြရတာပေါ့ပြပြီးတော့မှကိုယ့်ဘက်ဖိုလ်ဒီတစ်လုံးနှလုံးပြစ်ထုတ်ပြီးတော့မှအာ ရပြီဆိုပြီးတော့မှအဲတနက်အဆုပ်ကလေးကိုပြန်ပြီးတော့မှဟုတ်တယ်အဲ့ဒါအဲ့ဒါဟိုတနင်္လာရီဘက်မှာစပြီးဖြစ်တော့ရသလိုရှိရင်ဘယ်လိုဖြစ်လဲဆိုဟိုပြည်သူစေအိမ်ကိုပေါ့နော်ပြည်သူစေအိမ်ကို PDF တွေကဝိုင်းပြီးတော့မှဟိုဟာဖြစ်တာပြစ်တာပြစ်တဲ့အချိန်မှာဒီပြည်သူစေခေါင်းဆောင်ကလည်းပြန်ခံပြစ်တာပေါ့ပြန်ခံပြစ်တော့ဟိုကိုရီတက်ကဟိုဘုံပြင်းရဟိုဘက်မှာဖြစ်တာကတနင်္လာရီရေပြူနားမှာဖြစ်တာ ဖြစ်တော့အဲ့ဒီညနေဖြစ်တာကိုအဲ့ဒီညနေကိုတွေကိုလှမ်းပြီးတော့ပြောတယ်မင်းတို့ချက်ချင်းထွက်ရမယ်ပေါ့နော်ဟိုဘက်မှာဟိုဖြစ်တယ်ပေါ့ PDF တွေဒီလိုမျိုးဖြစ်တယ်ပေါ့နော်ပြည်သူစစ်အင်ကိုဝင်ပစ်တယ်လို့ကြားတယ်ဟိုဟာလောက်ရမယ်ဆိုတော့အဲ့နဲ့ချက်ချင်းပြင်လိုက်တော့ကားတွေဘာကြီးလဲရောက်မလာဘူးလေရောက်မလာတည့်ရတိုင်းပဲဒီနေ့ညနေပြင်ခိုင်းတော့နောက်နေ့မနေ့မှထွက်ရတဲ့အမျိုးကိုတက်ကအဲ့နောက်နေ့မနေ့ကျမှထွက်တာပေါ့နောက်နေ့မနေ့ကျမှထွက်ပြီးတော့အဲ့ဟိုသွားတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့ဒီ PDF ဘယ်လိုလုပ်ရှာလို့တွေ့တော့မလဲအဲ့ဒါဘာလို့ ਆ လဲဆိုတော့ ရွာဥက္ကဋ္ဌတွေကိုခေါ်ပြီးတော့မှဟိုရွာရောက်လို့ရှိရင်ဥက္ကဋ္ဌလာပေါင်းဗျာအဲတိုင်မူကတော့သူကသူစတဲ့နဲ့သူနေတာပေါ့နေတော့ကွာအောက်ကနေဒိုင်ငံပေါ့အဲတပည့်လေပင်မနေပြီလေပင်မနေလိုက်လျှောက်သွားတယ်ဟိုဘလိုပြောကောက်ရိုးပုံနဲ့ဟိုအပြောက်ရှာတယ်လို့မျိုးလျှောက်ပတ်သွားနေရတာဟိုပြီးဒီဟာမှမရလို့ရှိရင်သူဝိုင်းပစ်တာတူမီနေနဲ့ပစ်တာဟိုဆဆာချင်းပဲရှိသေးတယ်တိတ်မကြသေးဘူးပေါ့နော်ဆဆာချင်းပဲရှိသေးတယ်ဝိုင်းပစ်တော့တူမီနေနဲ့ပစ်တာဆိုတူမီရဲ့ဇလန်းကိုအဆရှာရတော့တာ စားချတော့ဘယ်လိုလုပ်ရလဲဆိုတော့ရွာဥက္ကဋ္ဌတွေကိုခေါ်ခေါ်ပြီးဥက္ကဋ္ဌလာပေါင်းဗျာကျွန်တော်တူမီတက်လက်လောက်တော့ပေးလို့ပြောအဲ့မှာတပတ်လောက်နေပြီရှေ့ခိုင်းတဲ့အချိန်မှာတူမီငားလေးလောက်ထမ်းပြီးတော့မှပြန်ရတယ်အဲတူမီတွေတိမ်စီရမိပါတယ်ဗောနော်အလူလူတွေကတော့ဟွာဖြစ်တယ်ဗောပြေးပြေးွားတယ်ဗောနော်တူမီတွေလမ်းမှာဝင်စီးပါတယ်အင်းပြစ်ထားခဲ့ပါတယ်အင်းပြစ်ထားခဲ့ပါတယ်ဘာညာဆိုပြီးတော့မှဖြစ်စဉ်လိန်ပြပြီးတော့မှလိန်ကြီးတူမီလေးငားလေးထမ်းပြီးတော့မှ ပြန်ပြန်ရတယ်တပတ်လောက်အမောင်းခံရသေးတယ်အဲ့တော့မှတူမီ9လက်လောက်ရပြီဆိုတော့မှဒါပြည်သူစစ်အင်ကိုနောက်ဆိုရင်ဝင်ပြစ်လို့မရတော့ဘူးပေါ့တူမီတွေကိုရေးတိမ့်လာပြီပေါ့အဲဟို PDF တွေမှာတနက်မရှိတော့ဘူးအဲ့လိုပုံစံမျိုးလုပ်ရဟိုဟိုချစ်တက်ကအမြဲတမ်းလိန်လိန်နေရတယ်ဆိုတာပေါ့နော်ဟိုတကယ်တကယ်ဟိုဖြစ်စဉ်ဟိုဝါမဖြစ်တဲ့အခါကျတော့ဟိုယုံတော်မြေခွေးမြောက်လိုက်ဖြစ်နေတာကိုပြင်းတဲ့အခါကျတော့လုတ်တဲ့လူကဘယ်နေရာရောက်ဝမ်းမသိတော့ဘူးအဓိကတရင်ဆာနာမရတာပေါ့အဲ့ဒါကလည်းတော့ချက်ကတော့ပြည်သူပဲပေါ့ဒီပြည်သူစစ်အိမ်ကို လူရောက်၄၅၀လောက်သူမင်းရဲ့ဝိုင်းပစ်တဲ့ဟာကဘေရွာသားတွေပါလဲဘသူတွေပါလဲဆိုတာဘေးအိမ်တွေကတိတာပေါ့ဒါပေမဲ့ပြည်သူကဒီတော်လန်ကြီးကိုအားပေးနေတယ်တကယ်အပြည့်အဝထောက်ခံနေရတဲ့အတွက်ကိုတွေသွားတော့မတိဘူးသူတို့လာလာပြည့်ဝတယ်ကျမတို့ကျွန်တော်တို့လည်းတနတ်တန်ကြတော့ကြောက်လန့်ပြီးတော့မှပုံနေရတာဗာပြည့်ပြီးဆိုင်ကယ်နဲ့လာပြစ်တာညီလေးရယ်ဆိုင်ကယ်နဲ့ပြစ်တဲ့အခါကျတော့အဲ့ဆိုင်ကယ်မောင်းပြီးတော့ပြန်ထွက်သွားတာဘယ်လန်းနေထွက်သွားရဲဆိုတော့ဆိုင်ကယ်လမ်းလျှောက်ပြီးထွက်တာလည်းမဟုတ်ဘူးညာကြီးလည်းမဟုတ်ဘူး နေကြီးဒါပေမဲ့ပြည်သူကကိုယ့်ဘက်စစ်တပ်ဘက်မပါတဲ့ခါလေးကြရကြောင်ဘာတဲ့င်းမှမရအဲကြောင်တူမီရဲ့ light down ပြီးတော့မှဒေါကရိုက်စီကတူမီရဲ့ down ပြီးပြန်ရတဲ့ဖြစ်စဉ်ပေါ့နော်အဲ့လိုဖြစ်ခဲ့တာအဲကြောင်ဒီငါးလုံးကလည်းဒါကျွန်တော်အဲ့လိုပဲထည့်တယ်အေလာလီတက်ကဟိုဟာပြည်တာကြိုတင်ပြင်ဆင်တာဖြစ်လိမ့်မယ်တဲတဲအိတ်တွေနဲ့တခါတည်းငါ PDF ကြီးအောင်ပြန်ဝယ်ထားလားမသိဘူးငါတို့နည်းနည်းလေးရောင်းပြပါကွာ ပြီးအဲဥစားတွေကအမှန်ကဟုတ်ကြမှာဟုတ်မှာဟိုကဘွားနေထက်ကနေခေါ်ပြီးတော့စစ်တာမျိုးဗာမျိုးလုတ်တင်တယ်နော်ဟုတ်တယ်ရေယူကန်အောင်လေတကယ်ဟိုမို့တို့တကယ်မီးရှို့လို့ရမရဟုတ်တယ်ဟိုဟာလုတ်ကြည့်တယ်ဟုတ်တယ်လို့ရမရလုတ်ကြည့်အောင်ဆရာအဲ့လိုမျိုးဖြစ်စရာဟိုလိန်နဲ့ဖြစ်စရာတော့စစ်တပ်မှာသူကပုံမှန်လို့ဖြစ်နေကျောင်းအခုဒီနမခနဘခတိုင်းမူကြော်စွာဦးစစ်တွေမှာလေအဲအဲ့ကောင်ကျွန်တော်တဲမူတော့ကျွန်တော်နဲ့အတူတူကိုအဲကျွန်တော်အဲ့တက်မှာသူကလည်းတဲမူအဲသူ့မှာဆိုရင်သူက ဒီရှင်းလန်းထွက်ပြီဆိုရင်သူကသူနဲ့အစဉ်ပြေအဖွဲ့စည်းတွေစီရင်သူအဲ့လိုမီဂျုံမောင်းပြက်တွေဝယ်ထားတာဝယ်ထားအဲပြီးရင်အဲ့လိုအဲသူကဟိုဟာတိုက်ပွဲဖြစ်ပြီဆိုရင်တိုက်ပွဲဖြစ်ပြီဆိုတာနဲ့သူကជីသုံးစင်းကိုပို့ပြီးတော့တင်ပြီးတော့ခရမ်းအပူတွေလက်နက်ပူတွေသူကယူထားယူထားပြီးသူကအဲ့လိုမျိုးเออสิสิงตะบัดถั่วได้มาตัวตะเล็บปะไล่2เล็บปะไอ้ตรงอ่ะไอ้โตเต็มหมดอ่ะเปลี่ยนย่าดาโอ้ตูเนี่ยได้กวนอ่ะไตเว้ไม่ติดไม่ရှိได้กวนอ่ะจ้ะตัวเออตู้เสียดาโหหัวตู้เต็มหมดปะเนาะเสียจ้องนี่ก็เ လှုပ်ရှားဆိုတော့အဲ့အဲ့လှုပ်ရှားစိတ်ကြောင်းနေပဲဖြစ်တယ်လို့ပုံစံမျိုးရင်းနဲ့သူကအမြဲတမ်းသူကတိုက်ပွဲဖြစ်စဉ်တွေပြတယ်သူစီမှာအဲ့လိုမျိုးလက်နဲ့အပူတွေရှိတယ်ဒါပေမဲ့မကောင်းဘူးနော်အဲ့လိုမျိုးအပူတွေပြီးရင်ခရမ်းနေလည်းအပူရှိအဲ့မျိုးတက်ကိုနောက်တန်းပြန်ရောက်လို့ဒါတက်စစ်တွေခရမ်းစစ်တွေလာပြီဆိုရင်အဲ့အဲ့လိုက်တွေအဲ့ခရမ်းအပုံလိုက်တွေကိုအဲ့အိတ်တွေနဲ့ထုတ်ပြီးသူတို့အိမ်တွေကိုသွားထားမင်းတို့ကြောက်သေးရသူကသူ့အိမ်မှာမထားခိုင်းဘူးသူ့အစီအိမ်မှာထားခိုင်းတာဒုတဲ့မှုအိမ်မှာထားခိုင်းတာအဲ့ဒုတဲ့မှုကလည်းသူ့အိမ်မှာအဲ့ဒါတွေထားပြီဆိုရင်သူသူ့အိမ်မှာသူမအိတ်တော့ဘူး လာပြီဆိုရင်အဲဒီလက်နက်စစ်တွေစရင်ပေါ်မှာဆိုလို့ဆိုရင်သူကအဲ့လိုအပူတွေအဲ့လိုထားပြီးတော့ဒုက္ခဒုက္ခခံပြီးတော့ကိုသူကအဲ့လိုလိန်ဖို့အတွက်စူးစမ်းတယ်ဖွဲ့တွေပေါ့အဲ့ကြအခုလဲတကယ်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတာတကယ်အပြင်ပန်းခံပြီးလိန်တဲ့ကောင်တွေလို့ပြောရမှာပေါ့နော်ပြီးတော့ဒါနောက်ထပ်လေ့ကျင့်ခွင့်တစ်ခုရှိသေးတယ်အဲ့ဒါအခုမြို့ပေါ်မှာရှိတဲ့ရေစကန်နေရေစကန်နေအိုးရှေ့ကာလမှာလဲတိတ်မကြသေးဘူးရပ်ပိုင်းဇက်တိုက်ပဲအခုဇက်တိုက်တွေကရေစကန်နေပြင်းကန်နေရပါပေါ့နော် လက်ပြုံပုံတွေပြစ်ထည့်တယ်မင်းကိုတီးတယ်နက်နက်တီးတယ်ကြွေးတယ်ပေါ့နော်အခုလဲဒါကမာရွမျိုးကရဲစခန်းကိုလက်ပြုံပုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်တယ်ပေါ့နော်အဲ့အချိန်မှာအဲထိခိုက်ရှိတယ်ဆိုပြီးတော့လဲသိရတယ်ပေါ့နော်ဒါမဲ့အဲ့လိုပေါ့အဲ့ဥစ္စာကတော့ဟုတ်ပါတယ်ဟိုဘယ်သူမှတော့အထဲတရဟာဘလို့ဖြစ်သွားတယ်ဆိုတဲ့ဟာကိုချက်ချင်းလက်ငယ်ကြီးမသိနိုင်အောင်လေအဖွဲတွေကဟိုလိုက်တော့စုံစမ်းတာပဲအဲထိခိုက်တော့ရှိတယ်ဆိုပြီးတော့ပဲသိရတယ်ဒါကတော့ရုပ်တိရှိတယ်ပေါ့နော် အဲသူတို့ဘက်ကထုတ်ပြန်တဲ့ဟာကိုကျွန်တော်တို့စောင့်ရုံပဲဘယ်ချိန်မှနာရေးလုံမလဲဘယ်ချိန်မှခုနလိုငွေငွေချမ်းမနဲ့អော်ပြီးတော့ငူမလဲဆိုတဲ့ဟာမျိုးတွေဒါမျိုးတွေပဲစောင့်ကြည့်ရုံပဲအဓိကပြောချင်တာအဲ့လိုဟိုကဒီတော်တဲ့တော်တဲ့လို့တော့ပြောလို့မရတော့ပါဘူးအခုကမျိုးပေါ်တွေထိတက်လာပြီဒါ video တက်ဖွဲ့တွေပေါ့နော်တိုက်ခိုက်တက်ဖွဲ့တွေအဲ့လိုတက်ပြီးတော့စော်နေပြီဆိုတဲ့ချိန်မှာအဲလုံးဝသူတို့ထိန်းချုပ်ထားနိုင်ပါတယ်ဆိုတဲ့မျိုးကြီးတွေပေါ်မှာအစဒီ UG တက်ဖွဲ့တွေကတောက်လျှောက်လှုပ်ရှားနေနိုင်တယ်ဆိုတဲ့ဟာဟိုတုံတော့အောင်မြင်မှုတော့မဟုတ်ဘူးပေါ့နော်ဟိုဟန်ချက်ညီတယ်လို့ပြောရမှာပေါ့ မြို့ဘွားကောင်ကလည်းအာယုံများနေတယ်လို့တောရရကောင်လည်းအနားမရဘူးအဲအဲ့လိုပုံစံမျိုးတွေဖြစ်နေတော့အခုလည်းဒါလေးကျင်ကွင်းတစ်ခုနောက်ထပ်ထပ်တိုးလာပါဘူးမဟုတ်လားအဲ့ဒါကအဲ့ဒါကလည်းညီလေးဝစ်လေဝစ်လေတာလို့ပဲပြောအောင်ပါနော်ဝစ်လေတာဘာကြောင့်ဝစ်လေတာလဲဆိုဟိုအရင်တုန်းကဟိုပြည်သူကအမှန်တရားကိုလိုလားတယ်မှန်တရားကိုလိုလားတဲ့ခါကျတော့ပြည်သူကအမှန်တရားကိုအေးအေးဆေးဆေးတောင်းဆိုခဲ့တောင်းဆိုရင်းကနေပြည်သူကဘာဖြစ်တော့ခိုးရတဲ့ဘွားကိုသူတို့ကမရောက်ရောက်အောင်လို့မြို့ပေါ်မှာအတင်းလိုက်ဖမ်းဆီးနှိပ်ဆက် ရိုက်နှက်တဲ့လှုပ်တဲ့ခါကျတော့ပြည်သူကတောခိုရတောထဲကနေပြီးတော့မှအခုတဖြည်းဖြည်းနဲ့တောခိုတဲ့လူတွေစုပြီးတော့မှဒါအမှန်တရားတော့လက်နဲ့ကိုင်းပြီးတော့မှမျိုးပေါ်ပြန်တက်လိုက်ပြန်တက်လိုက်အချိန်မှာဒီကောင်တွေကတောမခေါ်ကျင်းခိုရကျင်းခိုရတော့တောခိုတဲ့လူကမှမြေကြီးပေါ်မှာခေါင်းထောင်ပြီးနေလို့ရသေးတယ်အေးစေးစားစားစားရတောက်စရာသူကမြေပေါ်မှာလမ်းလျှောက်လို့ရသေးတယ်မြေပေါ်မှာလမ်းလျှောက်လို့ရသေးတယ်ဒီကောင်တွေကမြေမြေပေါ်မှာမနေရတော့ကျင်းနေဟို ကျင်းနေဝင်တော့မြောင်းခိုတာပေါ့မြတ်တဲ့အဲ့လိုမျိုးတို့ဒီကတော့ခိုတဲ့လူတွေကမျိုးခိုတဲ့အချိန်မှာဒီကောင်တွေကကျင်းခိုတဲ့မြောင်းမြောင်းခိုတဲ့အချိန်တွေကိုရောက်ကုန်ကြတာပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးအားကြောင့်ဒါဝစ်လေတာပေါ့ဒီလိုမျိုးဝစ်လေတဲ့ဟာတွေကလည်းဟိုဟိုဘယ်လိုပြောရမလဲဆိုအရင်တုန်းကညီလေးဒီဟိုမှာဟိုဘယ်လိုပြောရမလဲ2006 2009ကဟုတ်အကိုတို့ဒီဟိုဟိုဟိုကင်းဘီနယ်ဆစ်စင်ကြီးပေါ့နော်ကင်းဘီနယ်ဘက်ကိုရှင်တန်းဝင်တဲ့အချိန်မှာဘောဆဲကိုတို့ဘာတို့ပဲ ရှည်တန်းဝင်တဲ့အချိန်မှာဟိုတနှစ်တာလုံးမှာလူဟိုဒဏ်ရာရောအသေးပြောက်ကောပေါ့နော်တနှစ်လုံးမှာသူလူ140လောက်တော့ဖြစ်ခဲ့တယ်ဟုတ်ဒါတနှစ်လုံးတော့ဟုတ်တနှစ်လုံးလူ140လောက်ဖြစ်ခဲ့တဲ့အချိန်မှာဒါတလောက်ဆယ်ယောက်ကြမ်းမြင်ဝင်းကျင်ပေါ့နော်ဒါအသေးပြောက်ကောဟိုဟာဟိုပြတ်တာတို့ဘာတို့ပေါ့နော်မိုင်းမိုင်းနင်းမိတာတို့ပေါ့အဲအဲ့ဒီထဲမှာညီလေးအမြင့်ဆုံးကအကြီးဆုံးကဘာပါလဲဆိုတော့သုံးပွင့်တယောက်ပဲပါတယ်ဟုတ် 140တဲ့မှာ140တဲ့မှာသုံးဝင်တယောက်ပဲပါအဲ့ဒါအမြင့်ဆုံးရလူအဲ့ဒါအမြင့်ဆုံးရလူဒါပေမဲ့ဒီနေ့ဒီချိန်ကျတော့ကြီးလိုက်တော့ဟိုနားမှာဟိုတင်းမှုကမက်ဆီကိုက်သွားပြန်ပြီဒီဟိုနားမှာဂုံဂုံကြီးဒီနားမှာပလက်ကြီးနဲ့ကြီးလိုက်တင်းမှုတွေဒီနားမှာဟိုဟိုနေ့ကတော့ခေတ်တက်ကပို့စမှာတော့မှန်တာလေအတက်နေတော့ကဒီလေးမှန်တာလေတွေ့ရမှာတက်တက်ဒီကောင်လေးအတက်နေမို့တက်နေကြလားမသိဘူးတို့ခွေခောက်ပြီးတော့မှလေပြီးလို့ရှိရင်ကြီးအဲ့ဒီ140လုံးကနော်140မှာဒီကြတေတဲ့လူတွေကတေးသေးချာချာ စနစ်ကြဓာတ်ပေါ်ဒီပြန်ယူပြီးတော့မှတေချာအမိတ်ပြန်ပြီးတော့မှဟိုဖြစ်ခဲ့ရမြင်မြုပ်ခဲ့ရပါနော်မြင်မြုပ်ခဲ့တကြိုခဲ့ရအဲဒီတော့တော့အယိုးပြခေမဟုတ်သေးဘူးပေါ့နော်အခုနောက်ပိုင်းကျတော့အယိုးပြခေရောက်သွားတဲ့အချိန်မှာလေတေချာခြေတန်းမှာပဲစနစ်တေချာလုံုံရင်းယူယူပြီးသွားတော့ဟိုရွာတွေပါရှိလို့ရှိရင်နီးတဲ့ရွာတင်းကြီးမှာသွားပြီးတော့မှမိမိစိုးတကြိုပြီးတော့မှအဲ့ဒီအယိုးအိုးကိုနောက်တန်းမှာရှိတဲ့သူ့မိဘဆိုလဲမိဘဟိုမိမဆိုလဲမိမစီတီရောင်းပြန်ပို့ခဲ့နိုင်သေးတယ်ပေါ့နော် အဲ့အဲ့ဒီခက်ကားလာတော့အခုဒီနေ့ဒီချိန်မှာလုံးဝဖြောင်းပြန့်ဖြစ်သွားပြီဟို140မှာဟိုဘိုးကြီးဘုံမူဘွာဒုတိယဘုံမူကြီးဘုံမူကြီးဘုံမူချုပ်တွေရွာတကယ်အတွဲလိုက်ကြီးပါပြီးတော့မှဒူးတော့လေးရတွေရောမောက်ရတွေရောပက်လက်လန်တွေရောအကုန်အဖမ်းခံမျိုးစုမျိုးစုံတွေဖြစ်နေပြီပေါ့နော်ဒါဝိကချက်ချင်းလဲလာတာပေါ့အဲကြောင့် ဒီကမာယိုတို့ဒီမယန်းကုန်းတို့ဘာတို့ဆိုတဲ့ဟာကဒါဟိုရန်ကုန်မှာဆိုလို့ရှိရင်ပြောရမယ်ဆိုမြို့အတွင်းကြီးလောက်ကြမြို့လယ်လောက်သွားကြတာပေါ့နော်ဟိုပြီးရင်လုံချုံရင်းနဲ့မဝေးတဲ့ရန်ကုန်တိုင်းစစ်တပ်နာကျုံနဲ့မဝေးတဲ့ပဝင်းကျင်မှာနေရတဲ့လူတွေတောင်မှပဲဒီနေ့လုံချုံတော့ဒီလောက်ထိချင်းချောက်ခံနေဒါကိုလည်းဒီကောင်းလေးသဘောမပေါက်သေးဘူးအဲ့တော့ပြောရတာလဲရှာရီလဲပါကိုပြားကုန်ပြီလို့ပြောဟာသူတို့ကတော့ကိုထီမနာမယ့်အဆင့်နေဖြစ်ကုန်ပြီအခုချိန်နေရတော့ အဲအဲ့လိုမှမဟုတ်ဘဲနဲ့အချိန်မီအတီတရားဝင်လို့ကူပြောင်းနေတယ်ဆိုရင်လေခုချိန်ဒီအဲဒီဘက်ကကြိုးစိုးလုံးမဲ့ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကဖြစ်စေချင်ပါတယ်ဟိုစစ်တုံမှန်းဖြစ်သွားမှလက်နောက်ပြကြိုးတုပ်ပြီးတော့တို့မိဘတွေအတွက်လည်းဒါအချိန်မကောင်းအဲ့တော့မိဘလုတဲ့သူတွေမိသားစုတွေကလည်းအဲ့အချိန်မီတိုင်ငယ်ပေါ့နော်ဒါအချိန်မီပြည်သူဘက်ကိုကူပြောင်းမှုအတွက်ဒါတိုက်တွန်းရမှာပေါ့နော်ဒါလည်းအတက်စရာတစ်ခုပေါ့နော်နောက်ထပ်အတက်စရာရှိတယ်ပြည်သူအမှန်အတက်စရာအများကြီးနော်ဒါအခုဆိုရင်ကျွန်တော်တက်ဖွဲ့တွေက ဒီစစ်တပ်ဘက်ကပေါ့နော်အကောင်ကြီးကြီးကောင်တွေကိုဟိုလုံးဝသွေးတွေချွေးတွေရင်းပြီးတော့တိုက်စရာမလိုတော့ဘူးသူ့ဘာသူကိုစိတ်ထဲကြပြီးတည်တဲ့စိတ်နဲ့ဖြစ်ကုန်ပြီပေါ့နော်အဲ့ဒါဒါ138တဲမှုပေါ့နော်ဒီဆွေတော်ကုန်းတိုက်ခံရတဲ့ချိန်မှာဒီကောင်ထွက်ပြေးတယ်နှစ်ခုငါးတဲကိုပြေးတယ်ပြေးတဲ့အိုက်တဲမှုကအခုသူကကျမ်းမာရေးမကောင်းဘူးဘာဖြစ်လို့လဲဆိုတော့စိတ်ဖိစီးတာပေါ့ စိတ်ထဲကြရတယ်စိတ်ဖိစီးတယ်ကျမကြီးတော်တော်ချွတ်ချုံကြတဲ့ချိန်မှာရန်ကုန်ပို့ပြီးတော့အဲဆေးရုံပို့ပြီးတော့ဟိုကလောက်တဲ့ချိန်မှာ session ရဲ့နေရာကကန့်သွားတယ်ပေါ့နော်ပြောရမဆိုရင်ဟိုစိတ်ထဲကြရပြီးသေးလားစိတ်ထဲကြရပြီးသေးလားဒီစိတ်တိမ်မှုစိတ်ကြီးပေါ့နော်အဲအဲ့ဟာကတကယ်ဖြစ်နိုင်တယ်တကယ်ဖြစ်နိုင်တယ်ဆိုတော့ကဒီသူတို့ရဲ့ဒီ senior တွေပြောမှာပေါ့သူတို့ရဲ့စစ်ကောင်းဆောင်နေတောင်မှအခုဆိုရင်အာလက်နောက်ပြကြိုးတုတ်ခံပြီးတော့ဖမ်းခံရတာတို့ဒူးထောက်ရဲ့သာဖမ်းခံရတာတို့ စေဝရီလဲမဆွဲပြီးဖန်ခံရတော့အဲ့လိုမျိုးနီးမျိုးစုံနဲ့ဖန်ခံနေရတဲ့ချိန်မှာဒီအောက်ကသူတို့ရဲ့အမိန့်တွေကိုကောင်တယ်ဖော်ပြီးတော့တကယ်မြေပြင်မှာလက်တွေ့လုံနေရပါတယ်ဆိုတော့ဒီတဲမှုအစ်စ်နေစိတ်နဲ့ကြပြီပေါ့ခင်ဗျာတရားအဲ့ကြောင့်အခုအဲ့လိုမျိုးဖြစ်နေတဲ့အနေထားပေါ့နော်ဒါကလည်းတကယ်အားရစရာဝမ်းသာစရာပေါ့နော်ကိုဘက်ကမပင်မမဲနဲ့ဟိုဘက်ကအကောင်ကြီးကြီးဆိုတဲ့ကောင်မျိုးတွေအခုလိုမျိုးလိုလိုလျှောနေတာဆိုတော့ပြီးရင်အဲ့လိုမျိုးပဲစိတ်နဲ့ကြနေတဲ့ကောင်တွေကဒီအခုဆက်တက်ထဲမှာအများကြီးရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ပြီးတော့အချင်းချင်းနေတွေ့ကြွဲတာတွေရှိတယ်အဲပြီးတော့ နောက်ပြီးရင်ဒါဟိုဟာဆိုးဝင်းနဲ့မရောက်နိုင်တဲ့ကိုဟိုငါတို့ကဆိုးဝင်းထောက်ခံတယ်ငါတို့ကမရောက်နိုင်ထောက်ခံတယ်ဆိုတော့ဒါကွဲနေတယ်နှစ်ဖက်ကွဲနေတဲ့အနေအထားမျိုးတွေလည်းရှိလာတယ်ဆိုတော့တက်တွင်းစည်းလုံးညှို့မှုတွေလည်းတို့တွေမှာအရင်ကမရှိသလိုအခုလည်းပြိုကွဲနေတယ်ပေါ့နော်အဲပြီးရင်အခုလိုမျိုးစိတ်တက်ကြစရာတွေစိတ်ဖိစီးစရာတွေကလည်းနေ့စဉ်နဲ့များကြုံနေရတယ်ဆိုတော့စစ်တက်ကစိတ်တက်အရာမှာရောစွမ်းရင်အရာမှာပါတော်တော်ကိုချွတ်ချုံကြတဲ့အနေအထားမျိုးဖြစ်နေတာဟုတ် တော့ဘာလို့တေးစိတ်ထဲကြပြီးတော့တေးဝိုင်းဆိုတဲ့ရင်မူကဘယ်ဘယ်တက်138 138 138 138ဆိုလို့ပြောပြအောင်အဲ့တထုံတက်တိတိရှိပေါ့နော်လီလီကတိတိရှိကလီအဲ့ဒီအဲ့ဒီဟိုဟိုတိုင်မူနဲ့တထုံလားကြိုက်ထုံလားမသိဘူးအဲ့တက်ကဟုတ်အဲအဲ့ဒီအဲ့ဒီမှာတိုင်မူနဲ့ကိုတို့ကဒီဟိုဘက်ကနေရှမ်းရတဲ့ဘက်ကနေပြန်လာဟုတ် ပြန်တော့တိုင်မူကကိုတိုင်မူကအဲ့အဲ့တက်မှာ तू က2ပွင့်တော့နေခဲ့တာ။အော်။နေခဲ့တဲ့အခါကျတော့ तू ကသူ့တက်ကိုအဲ့မှာညှိုက်ကြတာ။အိုးရှေ့တန်းပြန်ညှညှိုက်ကြတော့သူ့တက်နဲ့နီးတော့ဟိုငါတက်ကိုခဏသွားမယ်ကွာတဲ့ဆိုတော့သွားတာ။အသွားတဲ့အချိန်မှာတက်ဝင်ဆိုင်ဘုတ်ကညီရဟိုဘယ်လိုပြောရမလဲဆိုတော့တကယ်ဟိုအတက်เสียဟိုချက်သိမ်းမှာထားသေးတယ်။ထားသေးတယ်ဆိုင်ဘုတ်မျိုးပေါ့။ဒါဟိုစွန်သားဝင်းသူတို့ကြီးမိခင်နေမြေတို့ဘာလို့အဲ့လိုအဲ့လိုအထဲတွေကတကယ် ဟိုတွေးတွေးကြွတိမ်မဲ့ဆိုင်းမုတ်တစ်ခုပေါ့နော်အဲအတိကြတော့မမှတ်မိတော့အဲဆိုင်းမုတ်ထဲကနေဝင်သွားတာဝင်သွားတော့ဝင်တဲ့အချိန်မှာသူကအလေးထားပြုတဲ့ဟွာကလည်း RP ကလည်းရှေ့ကဂိတ်ဆောင်းတဲ့ကောင်ကလည်းခြေတော်တစ်ချောင်းနဲ့အဲသူကခြေတော်တစ်ချောင်းမရှိဘူးအဲခြေတော်တစ်ချောင်းတစ်ချောင်းနဲ့အဲဘယ်လောက်ထိဆွန့်လွတ်ထားတယ်တက်လဲဆိုတာဟိုစိတ်တက်တကယ်ဟိုခိုင်မြဲနဲ့တက်လဲဆိုတာပြောပြဟိုတိုက်တိုက်ခိုက်တဲ့အတွေ့အကြုံနဲ့အရန်များခဲ့တဲ့တက်ပေါ့နော် ပြီးအဲ့ဒီကနေပြီးတော့သွားသွားပြီးတော့မှသူကသူ့အသီးတွေပါလိုက်နှုတ်ဆက်ပြီးတော့မှတို့စားရိတ်တာထဲမှာဟိုဟိုဟိုကဘာလဲဘာလိုက်ကစားရိတ်တာထဲမှာအဲ့တော့ကတို့အရာရှိရိတ်တာတွေပါလေပုံစံတွေမပြောင်းသေးဘူးလေဟိုအရင်အအရင်ဟောင်းအဲ့စားရိတ်တာထဲမှာလားတဲ့ငတ်နာမည်လိုက်ပြမယ်တဲ့သူတဲမူကသူ့နာမည်လိုက်ပြသူတူတာဘွဲရခဲ့တဲ့နာမည်ပေါ့နာမည်လိုက်ပြချိန်မှာကြီးကအဲ့ဒီတက်မှာဘွဲရထားတဲ့လူပေါင်းကဟဲ့လို့အများကြီးဘုတ်တွေဘုတ်တွေနဲ့အများကြီးဟာဒီတက်မျိုးက ော့တကယ် fighter ကြီးတွေပေါ့နော်။အာဒီတက်မျိုးငါတာဝန်ထမ်းဆောင်ရရင်တော့မိုင်းပဲပေါ့သိရ။ဒီကလူတွေရဲ့အတွေ့အကြုံတွေနားထောင်ပြီးတော့မှဒီလူတွေနဲ့တွဲပြီးတော့စစ်တိုက်ရရင်တော့ဘလို့များနေမလဲလို့ဆိုပြီးတော့မှဟိုဟာဖြစ်ခဲ့ဘူးတာပေါ့နော်။စိတ်စိတ်ကိုရင်ငယ်ဘူးတာ။ငောင်းလို့ခုကြတော့တဲမှုကစိတ်ကြပြီးတော့မှစိတ်ကြပြီးတော့တေသွားတယ်ဆိုအဲ့မှာဟိုသိဟိုလှုပ်နေတဲ့လူကလည်းဟိုမိဖို့ကြီးမှာထမင်းချဲနေတဲ့သူ့သူ့တပည့်ဟောင်းနေပေါ့သူနဲ့တီးတဲ့တဲမှုနဲ့တီးတဲ့ လူတွေမှန်သမျှတော်တော်များများကဒဏ်ရာရထတာတွေ6ခုဝါဖြစ်တာတွေလူဟောင်းတွေကမေးလိုက်လို့ရှိရင်ကိုတွေဟိုမမွေးခင်ခုနှစ်လောက်ကတော့ကိုတွေမွေးပြီးမှငယ်ငယ်တုန်းကခုနှစ်တော့ပါသူတို့ပြောပြရပါနဲ့ခုနှစ်က60ဘလောက်က80ဘလောက်ကကျွန်တော်ကဘယ်တိုက်ပွဲမှာဘလို့ဖြစ်ခဲ့တာဆိုအဲ့မှာ तू तू နိုင်ငံထဲမှာ तू အိမ် तू ဟိုဟာတွေပါတယ်ရဲမေးတွေလိုက်နှုတ်ဆက်တော့စကားပြီးလိုက်ပြောတဲ့အချိန်မှာကိုကနောက်ကပါသွားတော့ကိုလည်း तू तू ချစ်ရစကားပြောကိုကနောက်ကမေးပေါ်တဲ့ အရှိုင်းဘယ်လိုဖြစ်တာလဲဟာဘိုးကြီးဘယ်တော့ကဘယ်လိုဖြစ်ခဲ့တာဘယ်တော့ကဘယ်လိုဖြစ်ခဲ့တာဟာမိုက်တယ်ကွာဒါဖိုက်တာကြီးတွေပေါ့ကြည့်ရအဲ့ဒါကြီးတွေစူးထားတဲ့တယင်ဘူးကတော့စိတ်ချယောဂနဲ့ဆိုဒီလိုလူမျိုးတွေကိုဒီလိုတက်မျိုးကိုအုတ်ချုပ်ရတယ်တယင်မှုတော်မှာစိတ်ကဘယ်လိုဖြစ်သွားပြီလဲဆိုတာဒီနေ့တွားပြီးတော့ဖြေပေါ်နေပြီဖြေပေါ်နေပြီပေါ့အဲ့တော့အဒီဆွဲတော်ကုန်းဆိုတာလေတွားနှစ်လသုံးလဟိုတစ်ခေါက်တော်မှာကိုဆွဲနဲ့ဟိုကိုဆွဲစခန်းရောက်တော့ပြောပြသေးတယ်ဒီကောင်လေးတွေကျွန်တော်က ချောင်းကြည်နေတာဒီကောင်တွေကျွန်တော်ဘာစိတ်ဒုက္ခပေးရမလဲကြည်နေတာကိုတွေတော့စိတ်ဒုက္ခပေးထားတဲ့ကောင်တွေဆိုပြီးတော့ကြည်နေတာကြည်နေတော့တယ်ဒီကောင်တွေအဲတော်တော်ပြီးတော့တက်အိန်းသာတော်တော်တက်တဲ့နေရာရှိအိန်းသာကိုကျွန်တော်တွေ့ရတယ်တွေ့လဲတွေ့ရအိန်းသာဒရုန်းနဲ့တွေ့ကျပြလိုက်အိန်းသာကြီးပြိုသွားတယ်ပြိုသွားဒီကောင်တွေအိန်းသာမနဲ့နေတော့မင်းတို့ကျင်းနေပါမင်းတို့ကမင်းတို့ချီးပါတော့ဆိုပြီးတော့လည်းကျွန်တော်ထားရတာတဲ့အဲ့လိုမျိုးပေါ့နော်စိတ်ဒုက္ခဒုံလုံးဝဟိုနှလားသုံးလားပေါ့နော် 3လကျော်ကျော်လောက်ရှိမနေတို့သွားတာပေါ့ဆိုရင်3လကျော်ကျော်လောက်ရှိမယ်ဝိုင်းဝန်းပိတ်ဆို့ပြီးတော့မှဟွာဖြစ်တဲ့အချိန်မှာဒါဒုတိယဘုံပြီးရင် तू ကစီနီယာတိုင်းရင်မူဟုတ်အဲ့ဒီတက်တွေထဲမှာ viewer မှုပြီးရင် तू तू ကြီးဆုံးတော့ DSC 45ဟိုတိုင်မှုဖြစ်တဲ့ကာလကလည်းတော်တော်ကြာခဲ့ပြီဟိုလောက်ရှိ၄နှစ်ကျော်ကျော်၅နှစ်ဟောအဲ့ဆိုကြာပြီပေါ့ဟောအဲ့လောက်လောက်ရှိပြီဟိုဟိုဟာ senior ကြီးပေါ့ဟုတ်ဟုတ်အဲ့လောက်လောက်ရှိတဲ့တိုင်ရင်မှုတော်မှာပဲနောက်ဆုံးစခန်းပေါ်ကနေခွေးပြေးဝက်ပြေးအဆင်ပြေရပြီးတော့မှ ဒါတော့မှပဲဟိုဒီမြောက်ရီကိုသူတို့ဒီတိုင်းတွားရတာမဟုတ်ဘူးဂျားတွေကဖွဲ့စည်းတချို့ကသူတို့ကိုကူညီပေးလိုက်လို့သူတို့တွေဟိုလမ်းမှာထွက်ပြေးတဲ့ကောင်အပြေးဟိုဖြစ်တဲ့ကောင်အဖြစ်နဲ့ဟိုဖျို့ဖျဲနဲ့ပေါ့နော်ဖျို့ဖျဲနဲ့ထွက်ပြေးဖျို့ဖျဲနဲ့ရောက်သွားတာပေါ့ရောက်သွားတဲ့အချိန်မှာသူအလိုလိုသူ့လိုလိုစိတ်တက်ကြပြီးတော့ဟိုတည်ဆုံးသွားတာလားဒါမှမဟုတ်ရှင်စစ်ကောင်စီကလည်းတည်ရတိုင်းပဲဟုတ်ဟုတ်ဒီလိုမျိုးပြန်လာတဲ့လူဆိုလို့ရှိရင် ဆေးထိုးပြီးတပ်လိုက်အေးတခုမြန်ပေါ့နော်တရားဗာလေးစားဓာမောလေးစားခြင်းလို့ပါဆိုတော့ဝယ်ပြီးတော့ပြန်လာဓာမောလေးစားပြီးတော့ခန်းသွားတယ်လေဖြစ်နေမှာပေါ့နော်အဲ့တော့တခုခုမြန်လားပေါ့နော်အနေဟိုတက်မှမူလေအဲ့ဒီလေးလေးတက်မှမူရတယ်ဒီ2ခွန်5ထဲမှာပဲရှိတာဆိုတော့တက်မှမူမြန်ဘယ်လိုမြန်အစီအစဉ်ပေးလိုက်လဲပေါ့ရန်တိုက်ပြီးတာမဟုတ်ဘူးနော်ဘယ်လိုမြန်လှုပ်လိုက်လဲပေါ့နော် အဲ့ဒါရေမကောအဲ့ဒါလေးတော့နည်းနည်းစဉ်းစားသိကျင်တယ်ဗောနဟုတ်တယ်အားတော့ဒါကြောင့်ဒီရက်ထဲမှာမြင်ရတွေ့ရသိရတဲ့ address ရာတရင်ကောင်းတွေကိုခုလိုမျိုးဒါခွန်အားရစီဖို့အတွက်ရွေပြီးတင်ဆက်ပေးတာဖြစ်ပါလေဗောနတကယ်လေအဲကျွန်တော်တို့ရွေးပြီးတော့တင်ဆက်တာမျိုးမဟုတ်ဘဲနဲ့အဲတကယ်တကယ်တမ်းတော့အားလုံးကအားရစရာတွေဖြစ်နေတယ်ကျွန်တော်ကအချိန်မလောက်လို့ဒီဟာလေးတို့ပဲရွေးပြီးတော့ပြောပြောပေးသွားတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျင်းနေကြလိမ့်မယ်လို့ထင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ